ြန်မာနိုင်ငံမှာဇူလိုင်လအနေစပြီးတော့မိုးသီးဌာနကြောင့်မလို့ရေကြီးတာတွေဖြစ်နေတယ်ဆိုတာအများသိပြီးသားဖြစ်ပါတယ်တနိုင်လန်ကန်လုံးမှာပဲအဲ့တော့ဒီရေကြီးတဲ့ဒုက္ခသည်တွေနဲ့ပတ်သက်လို့ကုညီဖို့ဆိုတာဟာပြည်သူလူထုမှာအလုံးတာဝန်ရှိတယ်ဒီတာဝန်ကိုလည်းပြည်သူကသိတယ်ဆိုတာကိုတွေ့ရလို့အင်တာမဝန်တာပါတယ်အနေနဲ့အရရအမျိုးမျိုးမှာပြည်သူလူထုအနေနဲ့ဝိုင်းဝန်းပြီးတော့တားနိုင်တဲ့ဘက်ကနေပြီးတော့လှူဒါန်းတာအလူငွေရှာပေးတာတွေလုပ်နေတယ်ဆိုတာဟာကျမတို့နိုင်ငံအတွက်အင်တာမအတက်ဆရာဖြစ်ပါတယ်အခုဆိုလို့ရှိရင် ျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဒေါခင်ဂျီဖောင်ဒေးရှင်းနဲ့ပူးပေါင်းပြီးတော့တနိုင်ကန်လုံးမှာတတ်နိုင်သလောက်ရည်ရှိဒုက္ခတွေတွေကိုအကူအညီပေးနေပါတယ်ပထမအပိုင်းမှာတော့အရေးပေါ်ပေါ့နော်ခွန်ကြီးအရေးပေါ်အကူအညီပေးရပါတယ်အခုနောက်လိုက်လာမှာတော့ပြန်လဲထူထောင်ရေးအရေးပေါ်အကူအညီပေးတဲ့အချိန်မှာတော့လူတွေကစိတ်ဝင်စားနဲ့လုပ်ပေးမယ်ဆိုတော့အမှန်ပါပဲဆက်ပြီးတော့ရေရှည်မှာလှုပ်ရတဲ့ပြန်လဲထူထောင်ရေးအတွက်အင်မတန်မှအရေးကြီးတဲ့စီမံကိန်းတွေကျမတို့ချဖို့လိုပါတယ်ဒါကြောင့်မလို့ကျမအနေနဲ့ ဟိုပြည်သူလူထုရဲ့ဝိုင်းပြီးတော့ကုညီတဲ့အထဲမှာအရေးကြီးဆုံးဖြစ်တဲ့မှန်ကန်တဲ့သတင်းအချက်လက်တွေကိုပို့ပေးဖို့ဖြစ်ပါတယ်ဒီသတင်းချက်လက်တွေကိုမြို့နဲ့မြို့အလိုက်ရွာအလိုက်တတ်နိုင်သမျှကျမတို့နေကန် NLD တွေကနေတဆင့်ပြီးပို့ပေးပါလို့ကျမအနေနဲ့မေတ္တာရက်ခံကြပါတယ်ဒီသတင်းချက်လက်တွေကိုအခြေခံပြီးမှကျမတို့ဟာတနိုင်ကန်လုံးရဲ့အဲပြန်လဲထူထောင်ရေးနဲ့ပတ်သက်တဲ့လူအချက်တွေကိုစဉ်းစားပြီးတော့စီမံကိန်းချဖို့ဖြစ်ပါတယ် ဒါဟာတော့အဓိကပေါ့နော်ကျမတို့နိုင်ငံပြန်လဲထူထောင်ရေးအတွက်လုပ်ပေးရမှာဟာအစိုးရရဲ့တာဝန်ဖြစ်တယ်ဆိုတာတော့ထူး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 ပြောဖို့မလိုပါဘူးဒါပေမဲ့လည်းကျမတို့အနေနဲ့တတ်နိုင်သမျှကိုတနိုင်တိုင်းပြည်သူလူထုကိုကူညီချင်ပါတယ်ဟိုအရေးပေါ်ကူညီတဲ့အခါမှာလည်းတော်တော်ကျမတို့ရဲ့လူငယ်တွေရဲ့ဝိုင်းဝန်းပတ်မှုမှုနဲ့အောင်မြင်မြင်ဖြစ်နိုင်ခဲ့ပါအောင်မြင်လုပ်နိုင်ခဲ့ပါလေအင်မတန်မှဝေးလာဝေးလံခေါင်တီးပြီးတော့အခုအကူကြီးပေးဖို့ခက်တဲ့ ချင်းလိုနေရာမျိုးမှာတောင်မှကျမတို့အကူအညီတွေရောက်အောင်လို့ကြိုးပမ်းနိုင်ပါတယ်ဒါဒေါခင်ချီဖောင်ဒေးရှင်းနဲ့ NLA လူငယ်တွေရဲ့ဝိုင်းပြီးတော့လှုပ်ဆောင်မှုဖြစ်ပါတယ်ဒါလည်းဆက်ပြီးတော့ကျမတို့ပြန်ပြန်နဲ့ထူထောင်ရေးအတွက်လှုပ်ချင်ပါတယ်ဒေါခင်ချီဖောင်ဒေးရှင်းကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့လည်းအကူအညီပေးလို့ရပါတယ်နောက်စစောကကျမပြောတဲ့အတိုင်းပဲပေါ့နော်အထီးရောက်ဆုံးကျမတို့အတွက်အရေးကြီးဆုံးအကူအညီတစ်ခုကတော့မှန်ကန်တဲ့သတင်းအချက်အလက်တွေရဖို့ပါပဲဘယ်နေရာတွေမှာ ဘယ်လိုအခက်အခဲတွေဖြစ်နေတယ်ဘယ်လိုအကူအညီတွေလိုနေတယ်ဆိုတော့ကျမတို့သိဖို့လိုပါတယ်အဲ့လိုသိမှသာရင်တကယ်လိုအပ်တဲ့နေရာကိုလိုအပ်တဲ့အကူအညီတွေကိုပို့နိုင်မှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဒီနေ့ဆိုရင်ကျမတို့အေယာဗရီတိုင်းညောင်တုံးဘက်ကိုအသက်ကယ်လှေ၃စီးပို့လိုက်ပါပြီနောက်အစီ300အထိပို့ဖို့အစီအစဉ်ရှိပါတယ်။နောက်ကျမတို့အဲတက်ကဲအင်ဂျီတွေလည်းပို့ပါမယ်။နောက်ရေသန့် အဲနဲ့ဟိုဒါစာရေးစသဖြင့်ပေါ့နော်ကျမရေးနဲ့တက်ဆိုင်တဲ့ပစ္စည်းတွေလည်းပို့ပါမယ်ဆန်နေရတော့ကျမတို့အခုလေးကကြိုတင်ပြီးတော့ ARB တိုင်းမှာဆန်နေရတော့လုံလုံလောက်လောက်ကျမတို့ဟိုစုဆောင်ထားပြီးတော့ပြီးပါပြီအဲ့တော့ဆန်နေအတွက်တော့ဆန်အတွက်တော့မပူပါပါဘူးကျမတို့တက်နိုင်သမျှအားလုံးကိုဖြန့်ချိပြီးတော့ကုညီမှာဖြစ်ပါတယ်အဲ့တော့အခုလို့ပေါ့နော်နိုင်ငံကနေပြီးတော့ပြဿနာကြီးကြီးတစ်ခုနဲ့ရင်ဆိုင်ရတယ်ဆိုလို့ရှိရင်အရေးကြီးပြီး သွေးစည်းကြဆိုဆိုတဲ့စိတ်ဓာတ်နဲ့အားလုံးကပါဝင်တဲ့အတွက်ကျမအနေနဲ့အင်တာမအားတက်ရပါတယ်ဒီလိုပဲဆက်ပြီးတော့လုပ်ပေးကြပါလို့ကျမမေတ္တာရက်ခံကြပါတယ်ကျေးဇူးတင်ပါတယ်